မင်္ဂလာပါရှင်2025ခုနှစ်စက်တင်ဘာလ29ရက်နေ့ရက်ငွေတက်12နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့မမှုပါရှင်။စစ်ကောင်စီကိုကဘာလုံးဆိုင်ရာအရေးယူပေးဆိုမှုတွေပြုလုပ်ဖို့ Justice for Myanmar ကတောင်းဆိုလိုက်ပါတယ်။မင်းနှုံမျိုးနယ်ပတိန်မုံရွာလမ်းမှာစစ်အုပ်စုတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့အင်စည်းကောက်ကိုစစ်ဆေးဖို့ရက်တန့်ခိုင်းပေမဲ့မောင်းပြေးတာကြောင့်လိုက်လံပစ်ခတ် ရှင်းလင်းခဲ့ကကားကိုလည်းမီးရှို့လိုက်တယ်လို့သိရပါတယ်။ကားပေါ်မှာပါလာတဲ့ ဘုံတီးနဲ့လက်ထိတ်တွေအပါအဝင်ပစ္စည်းတွေကိုလည်းသိမ်းဆည်းရရှိလိုက်တယ်လို့ဆိုပါတယ်။တရုတ်ကျင်းဤစီမံကိန်း short tight drone နဲ့ပြစ်ခတ်ခံရပြီးတဲ့နောက်မှာလုပ်ငန်းယာယီရပ်ဆိုင်လိုက်ရပါတယ်။ပုတ်ပြင်းမြို့နယ်မှာအလဲမှန်ကျေးရွာမှာတရားကြိုးကြမှုကြောင့်ဒုရဲအုပ်မောင်ကိုကိုရေထဲပြုတ်ကျတေဆုံးသွားပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့ကြောင်မဲမြို့နယ်မှာလေကြောင်းနဲ့အစိတ်ဘုံတွေကျဲချတိုက်ခိုက်ပြီးတော့နောက်ချိုမြို့နယ်အတွင်းမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပါတယ်ရှင်။ လမောင်မြို့နယ်မှာတော့ဆယ်ကျိုးကြကမိသားစု6ဦးရေထဲမျောပါတေဆုံးသွားပါတယ်။ဒီသတင်းနဲ့အတူဒီကနေ့မိုးတက်ဆက်နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်သတင်းတပုတ်အနေနဲ့ပြည်သူလူထုပေါ်ကိုအကြမ်းဖက်မှုတွေကျူးလွန်နေတဲ့စစ်ကောင်စီရဲ့လှုပ်ရက်တွေရပ်တန့်နိုင်ဖို့ကမ္ဘာလုံးဆိုင်ရာအရေးယူပိတ်ဆို့မှုတွေလိုအပ်တယ်လို့ Justice for Myanmar ကတောင်းဆိုလိုက်ပါတယ်။မြန်မာစစ်အုပ်စုဟာပြည်သူလူထုကို အကြမ်းဖက်စစ်ဆင်ရေးတွေလှုပ်ဆောင်နိုင်ဖို့ဗဏ္ဍာငွေလက်နက် လင်းရင်လောင်စာစီရရှိနေမှုကနေအတန်းဆက်နေရတာဖြစ်ပါတယ်။ဒီအရင်မြစ်တွေကိုဖျက်တောက်ခြင်းကပဲစစ်အုပ်စုရဲ့အကြမ်းဖက်လုပ်ရက်တွေကိုအဆုံးသတ်စေမှာပါလို့ Justice for Myanmar ကစက်တင်ဘာ29ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဒါကြောင့်မြန်မာပြည်သူလူထုရဲ့လွတ်လပ်ရေးငြိမ်းချမ်းရေးနဲ့ Federal Democracy ရရှိရေးရုံးကံကြိုးပမ်းမှုတွေကိုအထောက်ပံ့ဖြစ်စေဖို့ကမ္ဘာလုံးဆိုင်ရာအရေးယူဆောင်ရွက်မှုဒါခပိတ်ဆို့အရေးယူမှုနဲ့တပိမောက်မှုတွေမရှိမဖြစ်လိုအပ်တယ်လို့ Justice for Myanmar ကဆိုပါတယ် Justice for Myanmar အနေနဲ့စစ်ကောင်စီကိုလက်နက်လေရင်စီစသဖြင့်ထောက်ပံ့ပေးနေတဲ့နိုင်ငံတွေနဲ့နိုင်ငံတကာကုမ္ပဏီတွေကိုတောက်လျှောက်ဖိအားပေးတောင်းဆိုနေတာလည်းဖြစ်ပါတယ်။စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကြောင့်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီကနေ2025ခုနှစ်စက်တင်ဘာ26ရက်နေ့ထိပြည်သူ9200ကျော်တည်ဆုံခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောက်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။ဒါအပြင်2024ခုနှစ်ဒီဇင်ဘာလအထိစေအုပ်စုလက်ချက်ကြောင့် နေအိမ်တသိန်းကျော်မိရှုခံရတယ်လို့ Data for Myanmar ရဲ့အချက်အလက်တွေကဖော်ပြထားပါတယ် Data for Myanmar ကစေအုပ်စုကနိုင်ငံတော်မှာမိရှုဖြည့်ဆည်းမှုတွေကို အချက်အလက်တွေစုဆောင်ဖော်ပြခဲ့တာဖြစ်ပါတယ် ဒါပြင်ဒီကာလမှာဒီမိုကရေစီအရေးလှောက်ရှားသူနဲ့ပြည်သူ3000နီးပါးဖမ်းဆီးခံရပြီးတော့အကျဉ်းထောင်ထဲမှာ2000ကျော်ထိန်းသိမ်းခံရဆဲဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီရဲ့အကြမ်းဖက်မှုလုပ်ငန်းတွေကပုံမိုဆိုးရွားလာတာဖြစ်ပြီးတော့ပြီးခဲ့တဲ့ off ကလာမှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု22ကြိမ်ပြုလုပ်ခဲ့တာကြောင့်တေဆုံးသူ284ဦးရှိတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကလည်းသတင်းထုတ်ပြန်ထားပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းရင်းမာပင်နဲ့စလင်းကြီးမြို့နယ်တို့မှာတရုတ်နဲ့စစ်အုပ်စုပူးပေါင်းကကျင်းနီတူးနေတဲ့မြန်မာဝန်ပေါင်းနဲ့မြန်မာ RNC ကုမ္ပဏီတွေစက်တင်ဘာ29ရက်နေ့က short tide drone လက်နက်ကြီးတွေနဲ့ပစ်ခတ်ခံရပြီးတဲ့နောက်မှာလုပ်ငန်းတွေယာယီရပ်ဆိုင်လှည့်ရတယ်လို့ဒေတာခန့်တွေက MFP ကိုပြောပါရတယ်။ တောင်တွေဖြူကကျင်းညီတူးနေတဲ့တရုတ်ပိုင်ယန်စီကုမ္ပဏီအတွင်းကိုစက်တင်ဘာ29ရက်နေ့က short tide drone ခုနှစ်လုံးကြာရောက်ပောက်ကွဲခဲ့တာကြောင့်လုပ်ငန်းခွင်လုံခြုံရေးအတွက်ယာယီရပ်နာလိုက်ရတာလို့ဆိုပါတယ်။ဘယ်သူဘယ်ဝါကထူရတော့မသိဘူး။ကုမ္ပဏီကရန်နရတွေစက်တွေရပ်သွားတယ်။လူထိခိုက်တော့မကြဘူး။အလုံယုံတွေနာကြရဲဆိုတဲ့အတွင်းတည်တဲ့တော့ရတယ်လို့ဒေတာခံတအူကပြောပါတယ်။ ဟော်ရုတ်တွေနဲ့စက်ကြီးပြင်အလုံယုံနားတွေကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါတယ်။စေအုပ်စုလက်နက်ကင်တွေလုံခြုံရေးယူနေတဲ့တရုတ်ကုမ္ပဏီတွေကိုဘယ်အဖွဲ့အစည်းကပြစ်ခတ်တယ်ဆိုတာတော့မသိရသေးပါဘူး။အနာသိင်းပြီးတဲ့နောက်မှာဝန်ထမ်းအများအပြား CDN မှာပါဝင်လာကြောင်းမြန်မာဝန်ပေါင်းဂျင်းနီစီမံကိန်းတွေမှာတရုတ်တွေဂျင်းနီမတူးနိုင်မဲနဲ့ကာလာရှိလုပ်ငန်းတွေရပ်နာခဲ့ရပြီးတော့ပြီးခဲ့တဲ့လအတွင်းက ဒေတာကန်နန်စီဒီယန်ဝန်တန်း3000လောက်နဲ့ပြန်လည်လည်ပတ်နေတာဖြစ်ပါတယ်။လက်ရှိမှာတော့တရုတ်တွေကစစ်ရုံဝန်ထမ်းတွေအပေါ်ကိုအခွင့်အရေးအပြည့်အဝမပေးသလိုလုံခြုံရေးအတွက်လည်းအာမခံချက်မပေးထားဘူးလို့ဆိုပါတယ်။တရုတ်တွေ24ထုတ်လုပ်ထားတဲ့ကျင်းနီတွေကိုစစ်အုပ်စုကတင်မော်ရီနဲ့တဲထုတ်ပေးနေပြီးတော့ဝမ်ပါလက်ဘရောင်းတောင်စီမံကိန်းကကျင်းနီတွေကိုစလင်းကြီးမြို့နယ်ထန်းတော်ကြီးရွာစိတ်ကနေတဲထုတ်ကယန်စီစပယ်တောင် ကျေးစင်တောင်စီမံကိန်းကထွက်ရှိတဲ့ကျေးနီတွေကိုတော့ကြောင်မြတ်တောင်ရွာစိတ်ကန်းကနေတည်ဆောင်ကြတယ်လို့ဒေတာခန်တွေကပြောပါရရှင်။တနင်္သာရီတိုင်းထဲမှာတော့တနင်္သာရီတိုင်းပုတ်ပြင်းမြို့နယ်အလယ်မန်ကျေးရွာမှာတရာကျိုးကြမှုကြောင့်ရဲအုပ်မောင်ကိုကိုရေထဲပြုတ်ကျတည်ဆုံသွားတယ်လို့ဒေတာခန်တွေကပြောပါရတယ်။စက်တင်ဘာ25ရက်နေ့ ည9နာရီအချိန်မှာဗုတ်ပြင်းမြို့နယ်မှာဇာတိဘိတ်ကိုပြန်လာစဉ်မှာတရားကျူးကြမှုကြောင့်ရေရဲပြုတ်ကျရင်းနှစ်တည်ဆုံးခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။တည်ဆုံးသူကဗုတ်ပြင်းမြို့နယ်ပြည်ကြီးမှန်တိုင်းနယ်မြေ ရန်စကန်ကနယ်ထင်းရဲဖြစ်တာဝန်ကျနေသူဖြစ်တယ်လို့လည်းသိရပါတယ်။အလဲမန်ရွာတရားကအဟောင်းလူတွေဖြတ်တန်းနေချိန်မှာဝိတ်ညာပြီးတော့ကျူးကြတာတည်သွားတဲ့ရဲကဘိတ်ကပါသူစနီလည်းဘိတ်ကပါပဲ။ တာဝန်ကြတဲ့ပုတ်ပြင်ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ရင်ကွယ်လွန်တာပါ။နိုင်ရေးကတကြူပြီးသွားပြီးပုတ်ပြင်ကနေဘိတ်ကိုအပြန်မှဖြစ်သွားတာလို့ဘိတ်မြို့ဒေသခံတအုပ်ကပြောပါတယ်။တရာအကျိုးကြောင့်မူကြောင့်တည်ဆုံးခဲ့ရသူဒုရဲအုပ်မောင်ကိုကိုကဘိတ်မြို့မှာနမဲဆိုးနဲ့ကြော်ကြတဲ့ရဲအယားရှိတအုပ်ဖြစ်ပြီးတော့ဆရာနာသိန်းစင်ကာလာတလျှောက်လုံးပြည်သူတွေကိုအမျိုးမျိုးဖိနှိပ်ချိန်ချောက်ဖမ်းဆီးငွေညစ်သူဖြစ်တယ်လို့ဘိတ်မြို့ကဒေသခံတွေကပြောပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းမင်းနှုံမြို့နယ်ပသိမ်မုံရွာလမ်းမှာစစ်တပ်ကတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့အင်စည်းကားကိုစစ်ဆေးရန်တော်လှန်ရေးတပ်ဖွဲ့တွေကရပ်တန့်ခိုင်းပေမဲ့မောင်းပြေးတာကြောင့်လိုက်လံပစ်ခတ်ပြီးကားကိုမိရှို့ရှင်လင်းခဲ့ကြောင်းဗမာပြည်ကာကွယ်ရေးတပ်မှတာဝန်ခံကိုပါဟင်ကပြောပါရယ်စတေမာ28ရက်နေ့ည7:00နာရီအချိန်မှာမင်းတုံးမြို့ဘက်မှပသိမ်မုံရွာလမ်းတိုင်းကြောက်တိုင်စစ်တပ်အထိုင်စခန်းဘက်ကိုမောင်းနှင်လာတဲ့စစ်တပ်မှတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့အင်စည်းကားအနက်ရောင်ကို ကြောက်တိုင်ကျေးရွာအနီးမှာတော်လန်ရေးတပ်ဖွဲ့တွေကစစ်ဆေးဖို့ရက်တန့်ခိုင်းခဲ့တာပါ။ဒါပေမဲ့ရက်တန့်ခြင်းမရှိဘဲနဲ့တော်လန်ရေးတပ်ဖွဲ့တွေကိုပြစ်ခတ်ပြီးတော့မောင်းပြေးသွားခဲ့တာကြောင့်တော်လန်ရေးတပ်ဖွဲ့တွေကပြန်လည်ပြစ်ခတ်ရမှာစစ်အုပ်စုတပ်ဖွဲ့ဝင်တွေဒဏ်ရာရရှိကာခုခံထွက်ပြေးသွားတယ်လို့သိရပါဗျ။စီအုပ်စုတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားကိုမီးရှို့ရှင်းလင်းခဲ့ပြီးတော့ကားပေါ်မှာ၄၀မမဘုံတီ၅လုံးစစ်ဝေးတစားတစုံ ဖုန်းတစ်လုံးလက်ထိပ်တစ်စုံအဆောင်ရည်ရာတစ်မျိုးအပါဝင်ပစ္စည်းတွေကိုတင်စီရရှိခဲ့တယ်လို့ဆိုပါတယ်။ကားပေါ်မှာတံရရသွားတဲ့စခါတွေကမတည်ဘူးလို့ကြားတယ်လို့ဗမာပြည်ကာကွယ်ရေးတပ်မှတာဝန်ခံကိုပါဟင်ကပြောပါရယ်ရှင်။ကားပေါ်မှာထွက်ပြေးလွတ်မြောက်သွားတဲ့အကြံဖတ်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကိုယမန်နေ့ည12နာရီအချိန်မှာမင်းနှုံမျိုးမှလိုက်ထရက်ကတစည်းနဲ့စင်ရအပြည့်ဝင်းရံကစန်းကြီးကျေးွာအနီးမှာလာကြိုးသွားတယ်လို့လည်းသိရပါဗျ။ လက်ရှိမှာမင်းနှုံမြို့နယ်မှာညနေ6နာရီနောက်ပိုင်းမော်တော်ယာဉ်တွေဖြတ်တန်းသွားလာခွင့်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကပိတ်ပင်ထားတာပါစစ်ပွဲကာလဒေသတွေအတွင်းမှာပြည်သူတွေရဲ့ ုံချုံရေးအတွက်လိုင်းနာပေးဖို့လမ်းစီကောင်းကိုတနစ်ကျော်ကြားတဲ့အထိအချိန်ပေးပြီးတော့ပညာပေးခြင်းများလဲအချိန်ချင်းကွင်းဆင်းပြီးတော့အတိပေးထုတ်ပြန်ချက်တွေလဲအချိန်ချင်းထုတ်ပြန်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ခီးသွွားပြည်သူတွေအနေနဲ့လိုင်းနာမှုအားနည်းလျက်ရှိကြောင်းယမန်နေ့ညဖြစ်စဉ်အတွင်းမှာပြည်သူကဖြစ်ပါကထိခိုက်နစ်နာမှာကိုဆိုရင်တစ်ဖြစ်ညအမောင်ထဲမောင်းလာတဲ့ရန်သူမိတ်ဆွေမကွဲတဲ့ကားတွေကိုလက်ပြပြီးတော့တားဆီးခဲ့ရတဲ့အတွက်လုံချုံရေးတာဝန်ကြတဲ့ရဲဘော်များအသက်အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရပြီးတော့အကြံဖတ်စစ်အုပ်စု တပ်ဖွဲ့ဝင်တွေလည်းထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုပါတယ်။အဲ့လိုဖြစ်စဉ်မျိုးထပ်မံဖြစ်ပွားခြင်းမှာကာကွယ်ဖို့အတွက်ကာလမတီပုံမှာတပ်မတ်စည်းကမ်းတွေကိုဖောက်ဖျက်မောင်းနှင်လာတဲ့မြစ်တီမော်တော်ယာဉ်ကိုမစိုးပစ်ခတ်ဖမ်းဆီးခြင်းတွေကိုလောက်ဆောင်သွားမယ်လို့လည်းတတိပေးထားပါတယ်။လက်တလုံးမှာတန်ဖတ်စစ်အုပ်စုကစစ်ကြောင်းထိုးမှွေနောက်ရန်အလားအလာရှိသဖြင့်အဲ့ဒီဖြစ်စဉ်ဖြစ်ပွားရအနီတဝိုက်ကျေးွာမှာပြည်သူတွေအနေနဲ့လုံခြုံရေးအတွက်အသင့်တော်သလိုကြိုတင်ပြင်ဆင်ထားဖို့တိုက်တွန်းလို့ဆိုထားပါရယ် ဆီယိုစုကတော့စစ်တောင်းထိုးဖို့ပြင်ဆင်နေတာရှိပါတယ်ထိုးတော့မထိုးသေးဘူးလို့ကိုပါဟင်ကပြောပါရရှင် ဆလဘီရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းတိုက်ပွဲတွေပြင်းထန်နေတဲ့ကြောက်မဲမြို့နယ်မှာစစ်တပ်ကလေရင်နဲ့ဘုံကျဲချတဲ့အပြင်အစိတ်ဘုံတွေကိုပါကျဲချတိုက်ခိုက်ကြောင်း TNN ရဲ့သတင်းထုတ်ပြန်ချက်နဲ့ဒေတာပြည်သူတချို့ကပြောပါတယ်စက်တင်ဘာ28ရက်နေ့မှာကြောက်မဲမြို့နယ်လုံဝဲကျေးရွာကိုစစ်တပ်ကလေရင်နဲ့ဘုံအလုံး30ကျဲချတဲ့အပြင်အစိတ်ငွေဘုံ3လုံးမှာကျဲချခဲ့ကြောင်းစစ်တပ်ကလုံဝဲကျေးရွာအတွင်းမှာရှိတဲ့နေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ် စစ်တပ်ရဲ့အစိမ့်ငွေဘုံကျဲချမှုကြောင့်တန်တမရတပ်ဖွဲ့များမှာမူဝေခြင်းအော်အန်ခြင်းမအီမတာခြင်းမော်ပန်ချင်းအသက်ရှူမြန်ဆန်ချင်းလက္ခဏာတွေဖြစ်ပေါ်စေခဲ့ပြီးတော့တပ်ဖွဲ့ဝင်၃ဦးမှဆေးရုံမှဆေးကုသမှုခံယူနေရတယ်လို့ဆိုပါတယ်။ယမန်နေ့စစ်တပ်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့်ကြောက်မဲမြို့နယ်မှာရှိတဲ့လုံဝဲတောင်ဆေးလိမ့်နဲ့စက္ကန်းတာကျေးရွာအကြားနဲ့နောက်ချုံမြို့နယ်မှာရှိတဲ့စိတ်ဖူကျေးရွာနဲ့ ဘန်ကာချောင်းအနီးမှာလည်းတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်လက်တလုံးမှာစစ်တပ်ကကြောက်မဲမြို့နယ်နဲ့အနီးဆုံးနေရာတွေကို ရောက်ရှိလာနေကြောင်းစစ်တပ်ကမြေပြင်မှာစစ်ကြောင်းတွေထိုးနေတဲ့အပြင်လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းဇက်တိုက်ဆိုသလိုတိုက်ခိုက်နေကြောင်း TNN အနေနဲ့ပူပေါင်းတပ်ဖွဲ့တွေကခုခံစစ်ဖြစ်တာတိုက်ပွဲဝင်နေကြောင်းကြောက်မဲဒေသမှာတော်လှန်ရေးတရင်ရင် မြစ်ကလည်းပြောပါတယ်စစ်ကြောင်းတွေကကြောက်မဲမြို့နယ်နဲ့အနီးဆုံးကိုရောက်လာတယ်မြို့ပေါ်ကနေ TNN တပ်တွေစုတ်တယ်ဆိုတာမဟုတ်ဘူး အကောင်းဆုံးခုခံတိုက်ခိုက်နေပါတယ်။သူတို့ဘက်က drone ကိုအဓိကထားတုံနေ။အခုအချိန်ထိအကောင်းဆုံးခုခံနေပေမဲ့အင်အားအလုံးရင်းနဲ့စစ်တောင်းထိုးနေတာမို့လို့စစ်တဘောအရာအစုပ်အတက်တော့လောက်ရတာရှိနိုင်တယ်။မြို့ပေါ်မှာတော့တိုက်ပွဲမရှိသေးဘူး။ မြို့အနီးဆုံးမှာတော့တိုက်ပွဲတွေဖြစ်နေတယ်လို့ကြောက်မဲမြို့ပေါ်မှာခုခံတိုက်ပွဲဝင်နေတဲ့တော်လန်ရေးတရင်ကြီးမြကပြောပါရယ်စစ်ကောင်စီကကြောက်မဲမြို့ကိုအများဆုံးတိမ့်ပိုက်ဖို့စစ်ကြောင်းထိုးနေပြီးတော့မြေပြင်မှာနန်းစီဒီယံဝန်ထမ်းတွေနဲ့ကြောက်မဲမြို့နယ်ဌာနဆိုင်ရာတွေကိုမြို့တိမ့်ပိုက်ပြီးပါကအများဆုံးရုံးထပ်နိုင်ရေးလှုပ်ဆောင်ဖို့ညွှန်ကြားထားပါရယ်ရှင် နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းနှမောက်မြို့နယ်မှာစက်တင်ဘာ28ရက်နေ့မနက်အစောပိုင်းကမိုးရွာသူမှုကြောင့်ဆယ်ရီပြည့်ရှံကအောင်ပန်းကျွန်းဆယ်ကျိုးကျလို့မိသားစုလိုက်ရေထဲမျောပါတေဆုံးခဲ့တယ်လို့သိရပါတယ်။မနေ့မနက်ပိုင်းမှာပဲမိုးရွာသွန်းပြီးတော့နှမောက်မြို့ပေါ်နဲ့ကြေးဝါတွေနစ်မြုပ်မှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။နှမောက်မြို့ပေါ်ရက်ွက်တွေဖြစ်တဲ့အောင်ဆန်းရက်ွက်၊ကန်ကြီး၊ရန်အောင်မြင့်နဲ့လေးအိမ်ရွာ၊မဲဆလီပင်ရွာနဲ့ရင်ချောင်းတစ်လျှောက်ကရွာတွေရေဝင်နေညရင်ချင်းရွှေ့ရတယ် ရေဝင်တဲ့ပုံကအနှစ်60မှာအဆိုးဆုံးပဲလို့ဒေတာကန်တအူးကလည်းပြောပါတယ်။မိုးတဲထန်စွာရာရာကြောင့်မဲဆလီကျေးရွာအနီးအောင်ပန်းကျွန်းဆယ်ရေတိုးကကျိုးကြတာဖြစ်ပြီးတော့မဲဆလီရွာကနေအိမ်နှလုံးနဲ့ရေထဲမျောပါသွားတဲ့အပြင်မိသားစုလိုက်မျောပါပျောက်ဆုံးသွားခဲ့တယ်လို့သိရပါတယ်။မိသားစုလိုက်တည်သွားပြီလို့ပြောတယ်မိသားစု9ယောက်မှာတစ်ယောက်ကတိပင်မှာညှိပြီးတော့အသက်ရှင်နေကြံ6ယောက်မှာခလေးတစ်ယောက်လည်းပါသွားတယ်အကုန်တည်ပြီးတော့အလောင်းတွေပြန်တွေ့တယ် ဆယ်ကျိုးတာကတသက်မှာအခုတခါပဲကြားပူတယ်လို့နောက်ထပ်ဒေတာကန်တုံကလည်းပြောပါတယ်။မိုးတဲထန်စွာရွာသွန်းတာကြောင့်ကြေးရွာဆယ်ရွာတက်မနေဘေးလူရရွှေ့ပြောင်းနေရတယ်လို့သိရပြီးနှမောင်မြို့မှာလေးရက်ဆက်တိုက်မိုးရွာတာမရက်သေးဘူးလို့လည်းဒေတာတွင်သတင်းမီဒီယာကနေသိရပါရရှင်။ဒီကနေ့မိုးတဲဆန်နိုင်ချိန်ထိနောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးလူမြောက်ကြပါစေရှင်။